ဖျားဖြစ်ကြောင်းတရားတွေကိုဆင်ញင်စဉ်းစားတော့အေးဘာရှိသေးလဲလို့ဒီလောက်တော့မကသေးဘူးဖျားဖြစ်ဖို့ချင့်စရာ ရှိနေဦးမယ်ဆိုဘာသွားတွေ့တုံးဆိုဝီရိယဟာတဲ့ကျိုးစားကဖျားဖြစ်တယ်လို့ဗမာတွေပြောကြတယ်ကျိုးပန်းအထုတ်မှုဆိုတာလည်းလောကလူတိုင်းမှာပဲကျိုးစားအထုတ်ခြင်းတဲ့စိတ်ကရှိတာမဟုတ် ဘာကလွှမ်းမိုးနေတုံးဆိုအပြင်းစိတ်ကပဲလွှမ်းမိုးတဲ့လူတွေမှာကြိုးစားတဲ့စိတ်ဟာတိတ်ပြီးတော့နေတယ်အပြင်းနဲ့ကြိုးစားမှုဆိုလို့ရှင်အပြင်းကအာတန်နေတယ်ပေါ့အဲ့ဒါကြောင့်မလို့ကြိုးစားအထုတ်ဖို့ရာအတွက်ဒီဝိရိယကောင်းအောင်ကျင့်ဆောင်ဖို့ရာအဋိဋ္ဌံစောင့်တည်ကြမှာပေါ့ဒါမို့သူမိတာရဲ့တဲ့ကဣမန်တွန်ပင်စမန်တာဝရ ီ၅ခုမြောက်တရားကိုဓာလန်ကတ္တဝသမာဓိယအခိုင်အမာလုံးမယ်လို့စိတ်ထဲမှာဆုံးဖြတ်ဝိရိယကောင်းအောင်လေ့ကျင့်မယ်ဝိရိယပါရမီတံခိစ္ဆယတိဘောဒိန်ပတ္တုမိစ္ဆတိတမယုတဉာဏ်တော်ကြီးကို ရောက်ခြင်းနဲ့ရခြင်းနဲ့ဖျားဖြစ်ခြင်းနဲ့ဆိုရင်ဝိရိယပါရမီကိုဖြစ်ကျင့်ရလိမ့်မယ်သူကသူဝိရိယပါရမီဖြစ်ကျင့်ပါလို့တိုက်တွန်းတာ အဲ့ဒီမှာစန္နမူနာဝိရိယပါရမီ ဖြည့်ပြီဆိုရင် စန္နမူနာဘာကိုယူရမလဲလို့ဆိုတော့ယထာပိတီဟောမိဃရာစာနိတိစ္စဌာနစင်ကမေအာလီနဝိရိယဟောတိပက္ခိတမနောတရာတဲ့တတဝါတွေထဲမှာရှင်သေးဟာလုံလဝိရိယအမတမတ်ကောင်းတယ်ရဲရင်နဲ့ဖြန့်လက်တယ်ဘယ်ချိန်ပဲဖြစ်ဖြစ်သူက ဒီကြိုးစားအထုတ်မှုဆိုတာသူ့မှာရှိတယ်လို့ဆိုရှင်သေးရဲ့ကြိုးပန်းအထုတ်မှုဟာသူကတားကောင်တကောင်ကိုဖမ်းမယ်ဆိုတဲ့အခါမှာစင်တကောင်ကိုဖမ်းတာနဲ့တမင်တကောင်ဖမ်းတာကြိုးပန်းအထုတ်မှုချင်းသူ့မှာတူတူပဲတဲ့ဒီကောင်လေးကတော့မပြောပါတော့ပါဘူးဆိုပြီးတော့ကြိုးစားအထုတ်မှုမပြုတ်ပဲနဲ့မဖမ်းဘူးစင်ကြီးတကောင်ဖမ်းတယ်လို့ပဲတမင်တကောင်ဖမ်းရင်လည်းအဲ့ဒါလိုပဲဖမ်းတယ်လို့ဆိုတယ် ဆိုလိုတာလုံလဝီရိယအပြည့်အသုံးချတယ်ပေါ့ခြင်းနဲ့ဟာလုံလဝီရိယကိုအပြည့်အသုံးချတယ်စိတ်ဓာတ်ဟာအမြဲတမ်းမြင့်တင်ထားတယ်ပေါ့အဲ့ဒါလိုပဲတဲ့တထေဝတ္တံတပ္ပပဝေပက္ကနဝီရိယံတန်လံဘယ်ဘဝမှာဖြစ်ဖြစ်ပြင်းချင်းဆိုတာမရှိနဲ့လုံလဝီရိယရှိရှိနဲ့စ조사အထုတ်ပါအလေးကျင့်လုပ်တာပဲတဲ့ လူတွေမှာဘယ်ချိန်ပြင်းတော့ဆိုမနေ့စောစောထားမှာပြင်းတယ်။နော်မနေ့စောစောထားမှာပြင်းတယ်။ဘယ်တော့ပြင်းတော့ဆိုငငယ်တုန်းကလည်းပြင်းတာပေါ့။ကြီးတော့လည်းတော်နဲ့ထားကြတာမဟုတ်ဘူးလေ။အဲ့တော့မပြင်းရအောင်မနေ့စောစောထားတဲ့အလေးချင်းတစ်ခုလုပ်တယ်ပေါ့။ဘယ်ဟာပဲဖြစ်ဖြစ်အလေးချင်းတစ်ခုလုပ်ပြီးတော့အပြင်းကိုကိုကိုကနိုင်အောင်လုပ်ရမယ်တဲ့။အလီနဝီရိယ ဝိရိယတွန့်သွားတာမရှိရဘူးထက်မြက်နေတယ်ပက္ခဟိတမနစိတ်ဓာတ်ဟာအမြဲတမ်းမြင့်တင်ပြီးတော့နေရမယ်ကြိုးပမ်းအထုံးမှုရှိရမယ်ခြင်းနဲ့ရဲ့စန္ဒမူနာယူထားတယ်လို့ပဲကိုယ့်ရဲ့စိတ်ဓာတ်ဟာလည်းအမြဲတမ်းတက်တက်ကြွကြွဖြစ်နေအောင်ကြိုးစားအထုံးပါတဲ့ဖျားဖြစ်ခြင်းနဲ့ဆိုရင်အဲ့ဒီဝိရိယပါရမီကြိုးစားအထုံးဖို့လိုအပ်တယ်စိတ်ကလေးကတကွက်မှတွန့်မသွားရဘူးကဲစဉ်းစားကြည့်လေ ဝိရိယပါရမီဆိုတာဖြစ်ကျင်တဲ့အခါမှာအလွန်ထင်ရှားတာမဟာစနကဇတ်တော်ကိုဖတ်ကြည့်သိတာပေါ့မဟာစနကသင်္ဘောပြက်တာ သူတယောက်တည်းမဟုတ်လူပေါင်း900ကျော်သင်္ဘောပြက်တာကျန်တဲ့လူတွေကတော့ဟိုပြင်းတော့ဟိုနတ်အာကိုဒီနတ်အာကိုနဲ့အကုန်လုံးကသေးကုန်ကြတာသူကတော့မသေးဘူးလေဘယ်နဲ့မှအာမကုန်ဘူးသူ့ကိုသူသူ့ရဲ့လုံလဝီရိယကိုအာကိုမယ်ဆို ပင်လေထဲမှာထမင်းငတ်တာခံနိုင်အောင်လို့ထောဘက်ကိုများများစားလိုက်အစာခံနိုင်အောင်လို့ဆိုပြီးတကူလုံးလဲထောဘက်တွေတုတ်ထားရေထဲမှာဟိုအေးခံနိုင်အောင်လို့ဆိုပြီးလုတ်ပြီးအဲ့ဒီသင်္ဘောရွက်တိုင်များထီအောင်တက်ပြီးတော့ခတ်ဝေးဝေးရောက်အောင်သူလှမ်းပြီးတော့စွမ်းအားရှိသမျှခုံနေပေါ့နော်ခုံပြီးတော့ခုံရဲ့တိတိပင်လေထဲမှာကူးနေတာစဉ်းစားကြည့်ပေါ့ သူ့အနေနဲ့လည်းသူ အသိဉာဏ်ရှိတာပဲပင်လယ်ကြီးကကမ်းမမြင်လမ်းမမြင်လက်ပြကူလို့မရောက်နိုင်ဘူးဆိုတာသူသိတယ်မရောက်နိုင်ဘူးဆိုတာသိရတဲ့အတိုင်းဘာဖြစ်လို့ကြိုးစားအားထုတ်နေရသလဲသူ့အတွေးနဲ့သူများအတွေးမတူပြင်းတဲ့လူကဘလို့တွေးတော့ဆိုတော့သေလဲအေးတက်တက်တာတာသေတာကောင်းပါလေပေါ့ဒုက္ခခံပြီးတော့မသေးခြင်းဘူးနော်ဘာဇနကမင်းသားအဲ့လိုမတွေးဘူး လုံလဝိရိယမရှိလို့တရားတယ်ဆိုတဲ့ဘဝမျိုးတဲ့ကြိုးစားရင်တရားတယ်ဆိုတဲ့ဘဝကိုတံမိုးထားတယ်သူကရောက်တာမရောက်တာငါတာဝန်မဟုတ်ဘူးကြိုးစားတာမကြိုးစားတာဒါငါတာဝန်သူတွေးပုံကအဲ့လိုတွေးတာပင်လေကြီးကန်းကြီးကို तू လက်ပြကူးလို့ရောက်တာမရောက်တာ तू အလုပ်မဟုတ်ဘူးလုပ်ရမှာက तू အလုပ်အားထုတ်ရမှာကူးခတ်ရမှာက तू အလုပ်လို့ဒီလိုစဉ်းစားတယ် จันทร์เนี่ยหลูတွေก็မရောက်နိုင်ပါဘူးกว่าဆိုပြီးတော့လက်လျှော့ပြီးတော့အသေးပဲခံကြတယ်เนาะเตราတောင်လူကပင်မမခံကျင်တော့ဘောဘုရားလောင်းနေရတော့အဲ့လိုမတွေ့ဘူးသူကစူးစမ်းရမယ်ဝါယမေထေဝပုရိတောနတ်နေဘိန်နေရပဏိတောပညာရှိဆိုတာစူးစမ်းရမယ်လှုပ်တင်လှုပ်ထိုက်တာလှုပ်ကိုလှုပ်ရမယ်ထိုးလှုပ်ချင်းကို ဘယ်တော့မှစိတ်ပြည့်ခြင်းနောက်ဆုတ်ခြင်းမလုပ်ရဘူးလို့ဒါဝီရိယပါရမီဖြည့်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်တမန်ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်နဲ့မတူဘူးပေါ့အတွေးခေါ်ကိုကပြောင်းသွားတာလုတ်ကိုလုံးရမယ်လုံရင်းသေးပါစေပေါ့ဒီလိုဆုံးလို့တာနော် မလုံလဲသေးပါပဲလုံလဲသေးပါပဲသို့သောလုံရင်းသေးရမလုံလို့သေးတယ်ဆိုတာအပြစ်တင်ခံရမယ်နော် အဲ့တော့လောရတန်နဲ့သေးတယ်ဆိုတာမကြိုးစားလို့သေးတယ်ဆိုတာမျိုးမဖြစ်ဘူးကြိုးစားရတဲ့တန်နဲ့သေးတာတော့သူ့ဟာသူမတတ်နိုင်ဘူးပေါ့နော်အဲ့ဒါလို့ဘုရားအလောင်းတွေဟာဝီရိယပါရမီကိုကြိုးကြိုးစားစားဒီလိုအားထုတ်ခဲ့တာဒါကြောင့်ဝီရိယပါရမီနဲ့ပတ်သက်ပြီးတော့ကြိုးစားအားထုတ်မှုဆိုတော့လောက်